1996ခုနှစ်ကတည်းကမာရသွန်ပွဲတော်ရဆိုင်ခဲ့ရပြီးနောက်ပိုင်းပထမဦးဆုံးအဖြစ်နိုင်ငံတကာမာရသွန်ပြိုင်ပွဲကိုရန်ကုန်မြို့မှာဇန်နဝါရီ28ရက်နေ့မှာကျင်းပတော့မယ်လို့စီစဉ်သူတွေကဆိုပါတယ်။ရန်ကုန်နိုင်ငံတကာမာရသွန်ပြိုင်ပွဲကြီးဟာပထမဦးဆုံးအဖြစ်ကျင်းပတဲ့ပြိုင်ပွဲနိုင်ငံတကာမှာရှိတဲ့ဒီအားအားကြမ်းပါတယ် ဘာမှမရှိဘူး။အဲဒီလိုအတိခဲ့ပြီးတော့ဝင်ပြီးတော့ပြန်ဆိုင်နေတဲ့ဒီဘက်ကဖြစ်ပါရန်ကုန်မြို့တော်စီပင်သာရေးကော်မတီနဲ့ယူမကော်မတီတို့ပူးပေါင်းစီစဉ်တာဖြစ်ပြီးပြိုင်ပွဲဝင်သူတွေကစံငွေ9000ပေးသွင်းရမှာဖြစ်ပြီး52ကီလိုမီတာမာရသွန်နဲ့10ကီလိုမီတာပြေးပွဲနှစ်ခုပါဝင်မယ်လို့ဆိုပါရယ်ပြည်သူရင်မြင်ကနေတာထွက်မှာဖြစ်ပြီး တာဝေးအပြေးပထမဆုရသူအမျိုးသားနဲ့အမျိုးသမီးကိုဒေါ်လာ2500စီတာတူအပြေးပထမဆုရသူအမျိုးသားနဲ့အမျိုးသမီးကိုဒေါ်လာ800စီစုချင်းမြင့်သွားမှာဖြစ်ပြီးဝင်ကြီးကရရှိတဲ့ငွေတွေကို ပရာဟိတအဖွဲ့တွေကိုလှူဒါန်းသွားမယ်လို့ဆိုပါတယ်